မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ9ရက်မီလအတန်ရဲ့တနေ့တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးတစ်ပုဒ်အနေနဲ့အင်အားသုံးစီးကြောင်းထိုးခန့်နေရတဲ့ဝက်လမ်းမှာနှစ်ရက်အတွင်းရွာငါးရွာမီးရှို့ခံခဲ့ရတဲ့သတင်းကိုတင်ဆက်ပါမယ်စကိုင်းနယ်ဝက်လမ်းမြို့နယ်ကကျေးရွာငါးရွာနယ်စစ်ပေးဆောင်တဲတွေကိုစစ်ကောင်ရှင်တပ်ကနိုဝင်ဘာ9ရက်နဲ့6ရက်တွေမှာဇက်တိုင်မီးရှို့ခဲ့တယ်လို့ဝက်လက်ဒေသခံတွေစီကသိရပါတယ်နိုဝင်ဘာ9ရက်မှာတမာကုန်းကျွာတော်ကုန်းတတက်ဦးနဲ့ထုံးမှုရွာတွေကိုမီးရှို့ပြီး နိုဝင်ဘာ6ရက်မှာတော့တစားညီနောက်စစ်ဆောင်တဲတွေနဲ့မူကြီးရွာကိုမိရှုခံခဲ့ရတယ်လို့ဒေသခံတို့ကပြောပါတယ်။ဒီမိရှုခဲ့တဲ့စစ်ကြောင်းဟာနိုဝင်ဘာ9ရက်မှာစစ်တောင်ရွာကနေရွာသားကြီးထိုင်စခန်းကိုဖြစ်လာတဲ့အင်အားနဲ့လှတော်ရွာထိုင်စခန်းကထွက်လာတဲ့အင်အားတို့ပေါင်းထားတဲ့အင်အား900ကျော်ပါပူးပေါင်းစစ်ကြောင်းဖြစ်တယ်လို့ဆိုပါတယ်။မိရှုခံရတဲ့အင်ဂျီရေအတွက်နဲ့ပစ္စည်းဆုံးရှုံးမှုတွေကိုတော့မိလက်တန်ကဆက်လက်စုံစမ်းနေပါတယ်။လက်ရှိမှာစစ်ကြောင်းကြောင့်အင်ဂျီနီယာကနေ900ကျားရှိတဲ့စိုင်းနိုင်ကြီးစိုင်းနိုင်လေးတတအူးတမကုံ တမကုံရွာတော်ကုံအုံနေဘုံစစ်တဝဲအပါအဝင်ကျေးရွာပေါင်း20ကျော်ကဒေသခံတောင်းတဲ့ကြီးစစ်ပေးတင်းရှောင်နေရတယ်လို့သိရပါတယ်။နိုဝင်ဘာ2ရက်ကလည်းဝက်လက်မြို့နယ်ရွာသားကြီးကျေးရွာကလာတဲ့စစ်ကောင်ပြည့်စစ်ကြောင်းကမော်ကတိကျေးရွာကပြည်သူ40ကျော်ကိုဖမ်းဆီးခဲ့ပါသေးတယ်။ဆက်လက်ပြီးတော့နေမင်းရှင်းလင်းရေးလုံးနေချိန်တိုက်ပွဲဖြစ်ပြီးရဲကြီးဘကဖခ9ဦးကြာဆုံးခဲ့တဲ့တဲ့င်းကိုတင်ဆက်ပါမယ်။စကိုင်းနယ်ရွှေဘုံမြို့နယ်မှာစစ်ကောင်ပြတ်တန်းနဲ့ဘုံဘွေရပြည်သူကာကွယ်ရေးအဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ပြီ တိုက်ပွဲအတွင်းပကဖတ်တပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့တယ်လို့တော်လိုင်းအင်းတပ်ဖွဲ့ဝင်တွေစီကသိရပါတယ်။နိုဝင်ဘာ6ရက်မနေ့ကမနေ့6ရက်ကျော်မှာဘုံဘွဲရွာတွေကိုဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်20ခန်းနဲ့ပကဖတ်တပ်ဖွဲ့ဝင်18ဦးဝင်းကျင်တို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။စစ်ကောင်စီမိရှုထားတဲ့ဘုံဘွဲရွာတွေကနေအိမ်တွေကိုပကဖတ်တွေကမျိုးဝင်ရင်းပေးရင်းရွာတွေကိုပြန်ဝင်လာတဲ့စစ်ကောင်စီတပ်နဲ့တို့ပြီးထိတွေ့မှုဖြစ်ပြီးပကဖတ်တပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့တာလို့ရွှေဘိုခရိုင်မှတော်လိုင်းအင်းတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ ကြဆုံသူတွေရဲ့ကိုရေးချက်လက်အသေးစိတ်ကိုတော့အတိအကျမသိရသေးပေမဲ့၎င်းတို့ဟာတိုက်ပွဲတွင်ကြဆုံခဲ့တာမှန်ကန်ကြောင်းအထက်ဘက်တပ်ဖွဲ့ဝင်ကအတည်ပြုပြောဆိုပါရတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလရက်မှာတက်မတုံးတုံးနဲ့ခလာရ40နှစ်တရင်တို့ကအင်အားတရာခန့်ပါစစ်ကြောင်းဟာဘုံဘွယ်ကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးဒေအင်း20ဝင်းကျင်ကိုမိရှုကဒရာမာစကန်းချညာအိခဲ့တယ်လို့သူကပြောပါရတယ်။အဲဒီစစ်ကြောင်းဟာဘုံဘွယ်ရွာကတဆင့်နိုဝင်ဘာ9ရက်မနေ့မှာဝက်လက်မြို့နယ်ဆိုင်တန်လေးရွာကိုဝင်ရောက်ပြီးနေအင်းတွေကိုမိရှုတဆွဲနေခဲ့ရာက နိုဝင်ဘာ6ရက်နေ့မှာဘုံဘွဲ့ရာမှုပြောင်းဝင်သွားခြင်းပကဖရီနဲ့တိုက်ပွဲဖြစ်ခဲ့တာလို့အထက်ပတ်တပ်ဖွဲ့ဝင်ကဆိုပါတယ်။လက်ရှိမှာအဲ့ဒီအင်အားတရာခန့်ပါစစ်ကြောင်းဟာဝက်လက်မျိုးနယ်ကိုရောက်ရှိနေတဲ့အင်အား150ပါစစ်ကြောင်းနဲ့ပေါင်းပြီးရွာသားကြီးတတအူးထုံးဘူတမာကုန်းရွာတော်ကုန်းငူကြီးစတဲ့ရွာတွေကိုမိရှို့ပြီးနောက်နိုဝင်ဘာ6ရက်ညပိုင်းမှာဝက်လက်မျိုးပေါ်ကိုပြောင်းဝင်သွားတယ်လို့သိရပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့ရင်းနှီးတာရေစကန်နဲ့ကပ္ပဇာစနစ်ကိုတပြိုင်တည်းတိုက်ခတ်ပြီး ။ဘန်ကလေးခုအထိတင်းခဲ့တဲ့သတင်းမှာမကွေးတိုင်းကမ္မမြို့နယ်တရက်ကမ္မလမ်းပိုင်းဂျီနတာကြီးရွာရှိဂျီနတာရဲစခန်းနဲ့ကပ္ပစာစနစ်ကိုတိုက်ခိုက်ပြီးနောက်တိုက်ပွဲဖြစ်ပြီးနှစ်ဖက်သေဆုံးမှုရှိခဲ့တယ်လို့တရက်ခရိုင်တရင်လေးတောင်ဝရှိသူတွေစီကအသိရပါဗျ။နိုဝင်ဘာ6ရက်မနက်6:00နာရီခန့်မှာအင်အား30ကျော်ရှိတဲ့စစ်ကောင်မရှင်တပ်နဲ့ရဲဘူးပေါင်းအဖွဲ့ကိုတိုက်ခိုက်ခဲ့ရာတိုက်ပွဲနှစ်နာရီကျော်ကြာဖြစ်ခဲ့ပြီးဂျီနတာရဲစခန်းကိုတိုက်ခိုက်နေချိန်ကပ္ပစာစနစ်တပ်ကလည်း120နေမှာမှ short တိုက်တော့၅လုံးနဲ့ ပြစ်ခတ်တိုက်ခိုက်ခဲ့ရာလေးလုံးကိုပြစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်ဂျင်နတာယက်စကန်ရဲ့အုပ်ပံက6ခုခန်းအနံ၄ခုကိုသိမ်းနိုင်ခဲ့ပြီးကြံမာဂါတွေကိုသိမ်းပိုက်ဖို့လှုပ်ဆင်ရဲဘော်နဲ့ဦးစနိုက်ပါအထိမှန်ကြာဆုံးကဒဏ်ရာရသူတွေလည်းရှိတာကြောင့်စခန်းသိမ်းကနေစစ်ခွာလိုက်ရတယ်လို့တရက်ခရိုင်တရင်လေးရဲ့တင်ကြားရေးတာဝန်ခံကိုမြတ်ကပြောပါတယ်တက်ခချင်းနေနိုင်ခွဲအတွင်းတိုက်ပွဲပြင်းထန်ခဲ့ပြီးတရက်ခရိုင်တရင်လေးကတပ်ဖွဲ့ဝင်အုပ်တီဆုံးကတအူးဒဏ်ရာရခဲ့တယ်လို့စစ်ကောင်ပြင်ဘက်ကလည်းခုနှစ်အုပ်တီဆုံးပြီးထိခိုက်သူများပြားခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်တွေရဲ့အတည်ပြုချက်အရကိုမြက်ကပြောပါတယ်ကဘာစာစနစ်ထက်ကိုရှော့တိုက်တုံးတွေပြစ်ခတ်ရမှာဆက်ရုံအေရိယာဝင်အတွင်းကြားရောက်ပောက်ကွဲမှုရှိခဲ့ပြီးထိခိုက်ဒေဆုံးမှုကိုတော့စုံစမ်းနေစေလို့ဆိုပါတယ်ဆက်ရုံအတွင်းရှော့တိုက်တုံးကြားရောက်ပောက်ကွဲပြီးနောက်လက်နက်ကြီးတွေနဲ့ပြန်လည်ပြစ်ခတ်ရာတရဲမျိုးနဲ့ညောင်မင်သာကြေးရွာကိုကြားရောက်ပောက်ကွဲခဲ့ပြီးနေအိမ်တလုံးပစ္စည်းကတကြီးပိုင်းမျိုးသမီးတို့ဦးတင်ရရခဲ့တယ်လို့ဆိုပါတယ်လက်နက်ကြီးထိမှန်တာကြောင့်ပစင်းနေကြေးရွာကတကြီးမျိုးသမီးနှုတ်ဦးတင်ရရပြီး နေအိမ်သုံးလုံးပျက်စီးခဲ့ကာအုပ်ပုံကြီးရွာကအသက်30ဝန်းကျင်အမျိုးသမီးနှုတ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်သုံးလုံးမိဆောင်ပျက်စီးခဲ့ပါသေးတယ်။ဒါအပြင်ရင်းနှသာရေစခန်းလက်ခက်ခံရခြင်းကမဆဆန်နေတဲ့ကမမျိုးဘက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား60ကျော်နဲ့စစ်ကူလာခဲ့တယ်လို့လက်နက်ကြီးအပါအဝင်ဂျက်ဖိုက်တာနဲ့ပါပုံကျတာကြောင့်ကမမျိုးနယ်စုံကုန်းကြီးရွာနဲ့တင်းကုန်းတထောင်ကြီးရွာအနီးကျရပါခွဲခဲ့ကာတရက်ကမလမ်းမရှိအရေးပါတဲ့စကားတစ်စင်းပျက်စီးခဲ့သေးတယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်ရင်းနှသာစုံကုန်း တမယာပုညိုជីနီကြောက်ချောင်းတင်းငုတ်တောင် ရောင်မင်းသာ အုပ်ပုံပဇင်းနေရွာတွေကဒေတာခန်နေတော့ကြောထွက်ပြေးတင်းချောင်းနေကြရပါတယ်ကမ္ဘာစာဆန်းနေတဲ့ကမ္ဘာဘက်ကစစ်ကူလာတဲ့အဖွဲ့တွေကတော့နိုဝင်ဘာ6ရက်ညပိုင်းမှာရင်းနသာကြီးရွာကိုရောက်ရှိပြီးနိုဝင်ဘာ9ရက်မှာကြီးရွာတွေကနေအိမ်တွေကိုဝင်ရောက်ဝင်နောက်နေတယ်လို့သိရပါတယ်နောက်ဆုံးတစ်ပုတ်အနေနဲ့တင်ဆက်ပေးမှာကတော့ခမာယာ120ကစစ်ကောင်မရှင်တပ်သားလေးဦးဝင်းတို့ပကပစီပပြောင်းလာတဲ့အချိန်မှာ စခိုင်းနိုင်ကောလင်းခရိုင်ဝင်းတို့မြို့နယ်ခြေဆိုင်ခမာရ120တရင်ကထွက်ပြေးလာတဲ့စစ်ကောင်ရှင်တပ်သား၄ဦးကိုထိန်းသိမ်းထားတယ်လို့ဝင်းတို့မြို့နယ်ဘကဖာစီကဒီရပါတယ်ထွက်ပြေးလာသူတွေဟာစစ်ကောင်ရှင်တပ်သားအောင်ကိုဦးအောင်ဖြိုးသူဇင်မင်းအောင်မင်းသိန်းတို့ဖြစ်ပြီးသူတို့အားလုံးဟာပေါ်တာဆွဲခံရပြီးနောက်စစ်မှုထမ်းတင်တန်းတက်ရောက်ခဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်အဆိုပါစစ်ကောင်ရှင်တပ်သား၄ဦးအနက်အောင်ဖြိုးသူကချိတ်ဆက်ဝင်လာတာဖြစ်ပြီးအောင်ဖြိုးသူကိုဇင်မင်းကခမာရ120ကနေဆိုင်ငင်းနဲ့လိုက်ဖို့ရင် မပြောင်းရင်တော့ဒါကြောင့်သူ့ကိုပါထိန်းသိမ်းထားတာလို့ဝန်သူမျိုးနဲ့ဘကဖတာဝန်ရှိသူတို့ကပြောပါတယ်မန္တလေးဇာတိဖြစ်သူအောင်ပြောသူနဲ့မော်ဘီဇာတိဖြစ်သူဇင်မင်းတို့ဟာဝန်သူမျိုးနဲ့ဘကဖနဲ့ချိတ်ဆက်ပြီးနောက်အော်တိုဘာ31ရက်မနက်7:00နာရီမှာခမာရ120တရင်ကနေထွက်ပြေးလာချိန်ဘကဖတပ်ဖွဲ့ဝင်တွေကတွားရောက်ခေါ်ဆောင်ခဲ့တာလို့သူကဆိုပါတယ်နိုဝင်ဘာ4ရက်မှာတော့ဖောင်းပြမျိုးဇာတိအောင်မြင်သိန်းနဲ့နိုဝင်ဘာ29ရက်မှာမိတိလာဇာတိအောင်ကိုဦးတို့ဟာခမာရ120တရင်ကနေထွက်ပြေးလာခဲ့ပြီးနောက်ကြေးရတရာအရောက်မှာပြည်သူတွေနဲ့တွေ့ပြီး ပြည်သူတွေကသူတို့ကိုပကပတံပို့ဆောင်ဝေးခဲ့တာလို့အထပ်ပါတာဝန်ရှိသူကပြောပါတယ်အဲ့ဒီထဲကအန်ဂိုးစင်မင်းနဲ့အော်မီစိန်တို့ဟာ2024ခုနှစ်အတွင်းဖက်စည်းခံရရပြီးနောက်အပတ်စဉ်3အပတ်စဉ်4နဲ့အပတ်စဉ်5တက်ရောက်ခဲ့ကြသူတွေထက်ကအောင်ဖြိုးသူကတော့အခုနှစ်ဇွန်လမှာဖန်ခံရပြီးအပတ်စဉ်14တက်ရောက်ခဲ့သူဖြစ်တယ်လို့ဆိုပါတယ်ထွပြေးလာခြင်းလေးဦးစလုံးမှာလက်နက်ခဲရဲတွေပါမလာပဲလက်ရှိမှာတော့သူတို့ကိုကောင်းမွန်စွာကြွေးမွေးဆောင်ရှောက်ထားတယ်လို့သိရပါတယ် ညီလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့ညီလက်တန်ရဲ့နေ့စဉ်သတင်းစီစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးညီလက်တန်ရဲ့ website YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ